H and M H and M နဲ့လူတိုင်းကပြောနေကြတယ်ညီကိုရဲ့တငယ်ချင်းတွေကပြောနေကြတယ်လူတိုင်းကလည်းဝယ်နေကြတယ်ဒါပေမဲ့ H and M ကိုရောက်လို့ရှင်ဘာဝယ်ရမှမသိဘူးရွေးစရာလည်းအများကြီးအဲ့တော့ဘယ်လိုလုပ်ကြမလဲအဲ့တော့ကျွန်တော်အနေနဲ့ကတော့ H and M ကိုရောက်လို့ရှင်ဖြစ်မနေဒါမှမဟုတ်လို့ရှင် basic အနေနဲ့ရှိတဲ့ပစ္စည်း၃မျိုးကိုညွှန်ပေးချင်ပါတယ်ဒီနောက်ဆုံး item ကတော့ဝယ်ကိုဝယ်တဲ့နဲ့ရှေ့ရနှစ်ခုကိုမဝယ်ခြင်းမဝယ်လဲရတယ်ပြဿနာမရှိဘူးနောက်ဆုံး item ကတော့ရှိကိုရှိတဲ့နဲ့လို့ထင်တယ်အဲ့ဒါကဘာလဲဆိုတော့ H and M ရဲ့ င်္ဂလာပါ Man Sky ပိုင်းချန်ရန်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။တော့အနေနဲ့ကတော့ H&M ကိုရောက်လို့ရှိရင်ဖြစ်မနေဒါမှမဟုတ်လို့ရှိရင် basic အနေနဲ့ရှိတဲ့နေပစ္စည်း၃မျိုးကိုညွှန်ပေးချင်ပါတယ်။အဲ့တော့ကျွန်တော်တို့တူတူကြည့်ပေးပါဦး။အဲ့တော့ H&M ဘာကတည်တဲ့အတိုင်းပဲဒီဇိုင်းတွေကနေတိုင်းမယိုးအောင်ထွက်နေတာ။ကျွန်တော်တို့ကသူထွက်သမျှအကုန်လိုက်ဝယ်ရရင်လည်းကျွန်တော်တို့ကမကိုက်ဘူးဗျာ။ခွေဒီလိုမျိုးဆိုလို့ရှိရင်ကြာရှည်လဲတုံးလို့ရမယ်၊လူလဲလိုအပ်တယ်၊ပြီးတော့ budget လဲ save ဖြစ်မယ်။တော်တော်လေးတန်တဲ့ H&M ရဲ့ပစ္စည်း၃ခုကိုကျွန်တော်ကအခုညွှန်ပေးပါပါတော့။ဆိုတော့ okay ပထမတစ်ခုကိုသွားလိုက်ရအောင်။ ပထမဆုံး item အနေနဲ့ကတော့100% cotton boxer ပေါင်းပြီပေါ့ဒီ boxer တွေက100% cotton ဖြစ်တဲ့အတွက်ကြောင့်မလို့မြန်မာပြည်ရဲ့ရာသီဥတုနဲ့ရောအေရှားမှာနေတဲ့ညီကိုတွေအတွက်ကအားလုံးကိုက်နေတယ်ပေါ့နော်ဆိုတော့ဒီ boxer တွေကနေပြီးတော့မှ3တယ်လောက်တွဲဝယ်ထားလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကတစ်နှစ်ဆိုလည်းဟုတ်တယ်နှစ်နှစ်ဆိုလည်းဟုတ်တယ်ပေါ့ဆိုတော့ဒီ item ကိုတော့ပထမဆုံးအနေနဲ့ညွှန်ပေးခြင်းပါတယ် အဲ့တော့ဒုတိယ idea အနေနဲ့ရွေးချယ်သင့်တဲ့ပစ္စည်းတစ်ခုကတော့ဒီ H&M ရဲ့ accessory တွေပါဒီ accessory တွေမှာဆိုလို့ရှိရင်လက်စွပ်လေးတွေရနိုင်တယ်လက်ပတ်လေးတွေရနိုင်တယ်ဆွဲကြိုးတွေလည်းရနိုင်တယ်ပေါ့တခါတလေဒီတစ်ဆက်လုံးလဲပါတဲ့ set လေးတွေစီစဉ်ပေးထားတာမျိုးလေးလည်းရှိတယ်အဲ့တော့ကျွန်တော်တို့ဒီလို accessory တွေလောက်ကတော့ Lazada တို့ Shopee တို့မှာ online shop တွေကနေမှာလို့ရလားဆိုတော့မရအောင်မဟုတ်ရတယ်ဒါပေမဲ့ H&M မှာကသူ့ရဲ့ metal သားလေးတွေကပို့ပြီးတော့ကောင်းတယ် ဒီဆေးသားလေးတွေဆိုလို့ရှိရင်လည်းပို့ပြီးတော့ခံတာကိုတွေ့ရတယ်။ model သားလည်းမာတယ်ပေါ့။ပြီးတော့ design လေးတွေကလည်းစမ်းတာတွေ့ရတယ်။ဒီနည်းနည်း quality ကောင်းပြီးတော့မှဈေးလည်းတက်တာတယ်။ကိုယ်တိုင်လည်းကင်ကြည့်ပြီးတော့မှဝယ်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကဒီ H&M က accessory လေးတွေကိုဝယ်ဖို့ကိုအားပေးချင်တယ်။ ဒီနောက်ဆုံး item ကတော့ဝယ်ကိုဝယ်သင့်တယ်ရှေ့ရနှစ်ခုကိုမဝယ်ခြင်းမဝယ်လဲရတယ်ပြဿနာမရှိဘူးနောက်ဆုံး item ကတော့ရှိကိုရှိသင့်တယ်လို့ထင်တယ်အဲ့ဒါကဘာလဲဆိုတော့ H&M ရဲ့ Genius Leather Belt ပေါ့နော် Leather အဆင့်နဲ့လောက်ထားတဲ့ခပတ်ပါကျွန်တော်ဆိုရင်ဝယ်ထားတာ တကယ်နှစ်ကို10ခန်းရှိပါပြီ2013-14လောက်ကဝယ်ထားတာအခုတည်းထိမတုံးကျင်လောက်အောင်မုန်းလောက်အောင်ကိုတုံးနေရတာပေါ့နော်ကျွန်တော်ကခပတ်ဆိုရင်လည်းဒီဇိုင်းမျိုးစုံဝယ်ရတာမကြိုက်ဘူးရိုးရိုး simple ဖြစ်တဲ့ခေါင်းလေးနဲ့ smart ဖြစ်တဲ့ခေါင်းနဲ့အလိုကြာရှည်ခံတဲ့လေသာသာခပတ်ဆိုရင်ကျွန်တော်အရန်ကြိုက်တယ်ဆိုတဲ့အခါကျတော့ဒါပေမဲ့အဲ့ဒီကျွန်တော်ဝယ်ခဲ့တော့ကဒီဇိုင်းကတော့မရှိတော့ဘူးအခုဒီရနိုင်တဲ့ခပတ်ထဲကနေလေသာအစစ်ကိုတော့တေချာရွေးချယ်ပြီးတော့ဝယ်ဖို့လိုအပ်တယ်ဒါအခုကင်ပြရတဲ့အထဲမှာဆိုရင်ဒါလေသာအစစ်ခပတ်တွေပါ H&M န်မ်ရဲ့လေသာအစစ်ခပ်ပတ်တွေကတော့ဝယ်ကိုဝယ်သင်းတဲ့အထင်မှာပါပါတယ်။ Okay ကျွန်တော်အနေနဲ့ H&M မှာဝယ်သင်းတဲ့ပစ္စည်း၃မျိုးကိုညွှန်ပြပြီဆိုတော့ညီကိုတို့ကြိုက်တဲ့ item တွေရှိတယ်ညီကိုတို့ဝယ်ဖြစ်တဲ့ item တွေရှိရဲဆိုလို့ရှိရင်လည်း comment ပေးခဲ့လို့ရတယ်။နောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးတော့တွေ့ကြပါမယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။